ကန်နေနေပြီဆိုရင်ဒီလို အိမ်မက်မျိုးတွေမတ်တက်ပါတဲ့မိမိရဲ့ကန်စာတာမှာကန်ဆိုးနေပြီကန်နေနေပြီဆိုရင်ဆရာအခုပြောပြသွားမယ်အိမ်မက်ဆိုးတွေနမိတ်တွေကိုမြင်ရတတ်ပါတယ်အိမ်မက်မတ်ရတတ်ပါတယ်เนาะဆရာဒီနေ့ဒီမိမိကန်ဆိုးနေရင်ကန်နေနေရင်ဘာအိမ်မက်တွေမတ်တက်လဲဘာဖြစ်တက်လဲဆိုတာကိုဆရာပြောပြပေးသွားပါမယ်ခொနီယာသားသမီးအားလုံးလည်းမင်္ဂလာပါဆရာကတော့ဘီရင်ရေရီယာဆရာထူးမြတ်အောင်ဖြစ်ပါတယ်နံပါတ်၁ချက် အိမ်မက်ထဲမှာမိမိရဲ့အိမ်မက်ထဲမှာတိုက်ခိုက်ခံရတာเนาะအိမ်မက်ထဲမှာတိုက်ခိုက်ခံရတာရံဖြစ်တာเนาะတယောက်တည်းရှောက်သွားနေတာမျိုးလေမှတ်တယ်ဆိုရင်ဆရာတို့ကန်နေနေရလို့ယူဆရပါတယ်နံပါတ်2ကတော့အိမ်မက်ထဲမှာမိမိရပျောက်ဆုံးသွားတာလမ်းပျောက်သွားတာဘယ်နေရာဝဲရောက်ရောက်အကူအညီမရရှိတာအဆင်မပြေမှုတွေအိမ်မက်ထဲမှာအဆင်မပြေမှုတွေများစွာကြုံနေရတယ်ဆိုရင်လည်းဆရာတို့ပေါ့เนาะကန်နေနေရလို့ယူဆရပါတယ်ပြီးတော့နောက်တစ်ခုကအိမ်မက်ဆိုးတွေမှတ်တာ အိမ်မက်ထဲမှာ အမောင်တူတဲကိုရောက်သွားတာတရဲတစေတွေကိုမြေနာမတ်တာမျိုးတွေဆိုရင်လဲဆရာတို့ကန်နေတယ်လို့ယူဆရပါတယ်ပြီးတော့အိမ်မက်ထဲမှာဆရာတို့ကြာရှုံးမှုတွေပေါ့နော်ကြာရှုံးမှုတွေနဲ့ပတ်သက်ပြီးတော့ဆာမွေးကြတာအမြင့်ပေါ်ကပြုတ်ကြတာပြိုင်ပွဲဝင်တာကိုရှုံးနေတာဘာပဲလုပ်လို့အိမ်မက်ထဲမှာရှုံးနေမှုတွေနဲ့ကြုံတွေ့ရရဆိုရင်လဲကန်စာတာနေနေရလို့ဆရာတို့ယူဆရပါတယ်ပြီးတော့နောက်တစ်ခုကတော့အန်နီယယ်တွေနဲ့ရင်ဆိုင်ရတာပေါ့နော်အိမ်မက်ထဲမှာ ဖန်စီခံရတာခွေးကြိုက်ခံရတာမွေကြိုက်ခံရတာဘေးအန္တရာယ်မျိုးစုံကြုံတာတိရစ္ဆာန်တကောင်းကောင်းလိုက်တာကိုထွက်ပြေးရတာမျိုးလေးဆရာတို့မှတ်တယ်ဆိုရင်လည်းကန်နေနေရလို့ဆရာတို့ယူဆလို့ရပါတယ်ပြီးတော့နောက်တစ်ခုကအိမ်မက်ထဲမှာအရှုံးပေးလိုက်ရတဲ့အိမ်မက်မျိုးတွေပေါ့နော်အိမ်မက်ထဲမှာဒီကိုကကြိုးစားရင်ကြိုးစားလောက်မအောင်မြင်တာဘာပဲလုပ်လို့မအောင်မြင်တာကိုကအိမ်မက်ထဲမှာဒီကြိုးစားမှုတွေနဲ့ပတ်သက်တဲ့အရာအလုံးအရာတွေကိုလုပ်တဲ့အခါမှာရှုံးနေမှုတွေကြုံကြုံတွေ့ရရဆိုရင်လည်း ဆရာတို့ပေါ့နော်ဒီကန်နေတယ်လို့လို့ယူဆရပါတယ်နော်ပြီးတော့နောက်တစ်ခုကအိမ်မက်ထဲမှာဒီယာတွေညာမျိုးတွေဖြစ်တယ်တွေ့တယ်ဆိုရင်လည်းဆရာတို့ကန်နေတယ်လို့ယူဆရပါတယ်ပထမတစ်ခုသွားကြိုးတာပန်းပန်တာမျိုးအိမ်မက်မှတ်တာမီးလောင်တာကိုအိမ်မက်မှတ်တာပွဲလန်းသဘင်ပျော်ပွဲရှင်ပွဲလုပ်နေတာကိုအိမ်မက်မှတ်တာလှေစီးတာကိုအိမ်မက်မှတ်တာဖုံဆုပ်အာ sorry ဖနက်ဆုပ်ထီးဆုပ် တေကိုအိမ်မက်မတ်တာကခုံထားတွေကိုဆရာတို့အိမ်မက်ထဲမှာမြင်ရတွေ့ရတယ်ဆိုရင်လည်းဆရာတို့ကန်နေတယ်လို့ယူဆလို့ရပါတယ်ဆရာတို့ဒီကန်နေရင်မတ်တဲ့အိမ်မက်တွေကတော့အယူဆတွေအများကြီးရှိပါတယ်တယောက်နဲ့တယောက်မတူကြပါဘူးဒါကတော့ဆရာရဲ့အိမ်မက်နမိတ်နဲ့ပတ်သက်တဲ့အယူဆတွေကိုဆရာကပြောပြပေးခြင်းဖြစ်ပါတယ်ဆရာပြိတ္တတွေလည်းဒီလိုအိမ်မက်မျိုးတွေမတ်ပြီဆိုရင်မိမိရဲ့စိတ်ထဲမှာကန်နေနေတယ်ကန်ဆိုးနေတယ်ဘာပဲလုပ်လို့အဆင်မပြေဘူးဖြစ်နေတယ်ဆိုရင်ဆရာအခုပြောပြသွားမယ်အိမ်မက်ပြန်ကောင်းစေပြီးတော့ လက်ပွင့်လက်ရွှင်ငွေဝင်စေပြီးတော့ကံကောင်းခြင်းတွေရရှိစီရရှိစေပြီးတော့ဒီအိမ်မကောင်းတဲ့အိမ်မဆိုးတွေမမှတ်တဲ့နီလန်းလေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်เนาะပြီးတော့ဒီဗီဒီယိုလေးကိုလည်းဆရာပြည့်တဲ့တွေအကုန်လုံး share ပေးကြဖို့ပြောချင်ပါတယ်ဒီဗီဒီယိုလေးကိုလည်း like and share လေးလုပ်ထားပေးပါဆရာ page ကိုလည်း like လုပ်ထားပေးဖို့ဆရာပြောချင်ပါတယ်เนาะပြီးတော့ဒီဒီလိုအိမ်မဆိုးတွေမှတ်တယ်အလို့ကန်နေကန်ဆိုးတယ်လို့ကိုကုတ်ကိုထင်နေပြီဆိုရင်ဆရာတို့အရင်ဆုံးအလူဒါနာတစ်ခုလောက်ရပါမယ်အဲ့ဒါကတော့เนาะတတိယဆန်လေးတွေကိုအစာကျွေးတာ เนาะပြိဿံစာကျွေးတဲ့အချိန်မှာခွေးစာကျွေးတာငှက်စာကျွေးတာเนาะဆရာတို့ဒီခိုးစာကျွေးတာငားစာကျွေးတာမျိုးလေးတွေပါဝင်ပါတယ်เนาะဒါကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင်လည်းဆရာတို့ကံနှိမ့်နာတွေပပပျောက်ပျောက်ွယ်သွားပြီးတော့ကံကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်ဒါပေမဲ့နောက်တစ်ခုကတော့အရေးကြီးကတော့မနက်မှဆုံးကက်လဲရတယ်ညမှဆုံးကက်လဲရတယ်အိတ်ခန့်ဒီအိတ်ခန့်မိမိအိတ်ခန့်ဒီမှာเนาะ ကိုပြုတ်လုံးမယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ပထမတစ်ချက်ကတောက်တော့ရေးအေးလေးကတ်လူတာပေါ့နော်နောက်တစ်ခုကအမွေးတိုင်းကတ်လူတာစီမီကတ်လူတာပန်းကတ်လူတာပြီးရင်ဆရာတို့ပေါ့နော်24ပစ္စည်းအချင်းကို17မီငင်းအောင်လို့17ခေါက်ရွတ်ပြီးတော့နော်ခြေလက်ဆေးမယ်မျက်နှာဆေးမယ်ခြေထောက်တွေလက်တွေရေးဆေးမယ်မျက်နှာရေးလက်ဆေးမယ်ဆေးပြီးတော့မှဖျားဝတ်ပြုတ်ပြီးတော့မှဆရာတို့ပေါ့နော်အိပ်မယ်ဆိုရင်လည်းအိပ်မဆိုးတွေပပျောက်စေပြီးတော့ကန်ကောင်းခြင်းတွေရရှိစေပါတယ်ကန်နေနေတာတွေလည်းဆရာတို့ပပျောက်စေပါတယ် ဒီလူတယောက်ကအိမ်မက်နဲ့လူလူတယောက်ရဲ့ဖြစ်တည်ပုံတွေကဆက်ဆက်နေပါတယ်တချို့ဆိုရင်အိမ်မက်မကောင်းတော့ဘူးအိမ်မက်ထဲမှာအိမ်မက်ဆိုးတွေမက်ပြီဆိုရတယ်အပြင်လက်တွေဘဝမှာလည်းเนาะအဆအဆအရာရာအစင်မပြေမှုတွေကြုံရတယ်ဝင်းဝေးတွေထိုးကျသွားတယ်ငွေငွေဝင်နေငွေမမြဲတော့ဘူးငွေဝင်နေသွားမယ်အလုတ်ကင်တွေကြာဆင်းလာမယ်ဒါမျိုးတွေလည်းဆရာတို့ဘေးဆရာဘေးရင်ဟောတာဆက်တက်နှစ်ရှိပြီဖြစ်တဲ့အတွက်ဒါမျိုးတွေလည်းဆရာစီမှာဘေးရင်လာမေးတဲ့လူတွေထဲမှာကြုံတွေ့နေရတာမျိုးတွေလည်းရှိပါတယ်အဲအောင်ဆရာပြိဿတ်တွေ ဒီလိုမျိုးအိမ်မက်ဆိုးတွေမှတ်တဲ့ကံနေနေနေတယ်ဆိုရင်ဆရာကူပြောပြထားတဲ့ဒီရည်ရည်လေးတွေကုသိုလ်ကောင်းမှုတွေလှုပ်ဖို့ဆရာပြောခြင်းပါတယ်